သူ့ကျွန်တော်မြန်မာပြည်မှာအတက်ငယ်ဆုံးအတော်ဆုံးထရမ်ပါလို့ကျွန်တော်သိထားတာပါထရမ်ဒီရဲ့နေရာမှာကိုဝေထုံးတူအရင်ဖြစ်တဲ့အတွက်အရန်တော်တယ်ဒါပေမဲ့အခုခေတ်လူတွေကတေဝါမှသိတာကြတော့ဟိုတင့်တင့်ထုံးနဲ့ရပင်းဆိုတာတွေဟိုနောက်သူခုနနောက်ဆုံးဘွဲမှာတချင်းဆိုတာတွေပဲတွေ့ကြတဲ့ခါကျသူထရမ်ဒီတော်မတွေ့ခါကျကိုကတမျိုးလို့ဗမာပြည်ရဲ့အတက်ငယ်ဆုံးထရမ်ပါလေးအတော်ဆုံးထရမ်ပါလေးအနေနဲ့ကျွန်တော်က highlight လုပ်တာပါကျွန်တော်ချစ်တဲ့အဒီနိုဆိုတာကကျွန်တော် instrument တွေမှာခေါ်ဒီနိုကအဖြူနဲ့အဆိုင်နဲ့ကလေးလေးပါသူ့နှမျောတာက မျိုးစရှင်တယောက်အနေနဲ့မပြောတာပါဟိုအစောတော်တယောက်အနေနဲ့တော့ကျွန်တော်သူ့ဘောကိုကျွန်တော်တိတ်မသိတာလဲဝန်ခံပါတယ်ပေါ့နော်အခုကျွန်တော်ဝေါ်မှာလဲကျွန်တော် post လေးနေအမြဲတင်ပါတယ်သူတီးတာလေးလဲအမှတ်တရပြင်နေတာသူ့ရဲ့တံမိုးကိုပြည့်တက်တယ်လွန်မာပြီးသိမှဆိုလို့ပါသူကနာမည်ကြီးကျယ်တယ်လို့မဟုတ်ပါဘူးဒါပေမဲ့တကယ်တော်တဲ့ player modern ဖြစ်တဲ့ guitar player တယောက်ဆိုတော့ကျွန်တော်အမှတ်ခံပါတယ်အတင်းတို့ကျွန်တော်တို့ကတိတ်ခဲ့တဲ့ဟာကသူ့ကလေးတွေကအဖြူနဲ့စိမ့်ဘွားတွေကထိမ့်တဲ့ကလေးဆို ို့ကျွန်တော်မြန်မာပြည်မှာအတက်ငယ်ဆုံးအတော်ဆုံး trend မှာလို့ကျွန်တော်သိထားတာပါ trend ဒီရဲ့နေရာမှာကိုဝေထုံးတူအစ်စ်ဖြစ်တဲ့အတွက်တူအရင်ဖြစ်တဲ့အတွက်အရန်တော်တယ်ဒါမဲ့အခုခေတ်လူတွေကတေဝါမှသိတာကြတော့ဟိုတင့်တင့်ထုံးနဲ့ရပင်းဆိုတာတွေဟိုနောက်ဆုံးသူခုနနောက်ဆုံးပွဲမှာသချင်းဆိုတာတွေပဲတွေ့ကြတဲ့ခါကျသူ drum ပြီးတာကိုမတွေ့ခါခါကျကိုကတမျိုးလို့သူ့ drummer ဗမာပြည်ရဲ့အသက်ငယ်ဆုံး drummer လေးအတော်ဆုံး drummer လေးအနေနဲ့ကျွန်တော်က highlight လုပ်တာပါနောက်ပြီးသူနာမည်ကြီးလို့အစုံနာမည်ကြီးလို့လူတွေစိတ်ဝင်စားလို့နာမည်လိုက်ယူတာလည်းမဟုတ်ပါဘူးကျွန်တော်ချစ်တဲ့အဒီနိုဆိုတာကကျွန်တော် instrumental မှာခေါ်ဒီနိုကအဖြူနဲ့အဆိုင်နဲ့ကလေးလေးပါအဲ့ကလေးလေးကိုကျွန်တော်ပွဲထုတ်ထားတာအခုသူ35နှစ်လောက်ဖြစ်သွားမှကွယ်လွန်သွားတဲ့အခါကျတော့သူ့နှမျောတာက musician တယောက်အနေနဲ့နှမျောတာပါအခုအစောတယောက်အနေနဲ့တော့ကျွန်တော်သူ့ဘဝကိုကျွန်တော်သိမ်းမသိတာလည်းဝန်ခံပါတယ်ပေါ့နော်ကျွန်တော်အရင်တော့ချစ်ခဲ့တဲ့ကလေးလေးတူလို့ချစ်တဲ့ကလေးလေး တားတယောက်လိုချစ်တဲ့ကလေးလေးတယောက်နေနဲ့ကျွန်တော်ကနှစ်မျိုးရတဲ့အတွက်အခုကျွန်တော်ဝေါ်မှာလဲကျွန်တော် post လေးတွေအမြဲတင်ပါတယ်သူတီးတာလေးလေးအမှတ်တရပြင်နေတာသူ့ရဲ့တန်ဖိုးကိုပြည့်တက်တယ်လွယ်မာပြီးသိမှဆိုလိုပါသူကနာမည်ကြီးကျယ်တယ်လို့မဟုတ်ပါဘူးဒါပေမဲ့တကယ်တော်တဲ့ player modern ဖြစ်တဲ့ guitar player တယောက်ဆိုတော့ကျွန်တော်အမှတ်ခံပါတယ် ကျွန်တော်ရဲ့ instrumental မှာသူတီးထားတာလေအလွန်ငယ်15နှစ်20လောက်ကတီးထားတာလေလူတွေမသိကြအောင်အခုကျွန်တော်ကိုယ်ရင်ပြန်ပြီး share ပေးတယ်ပြန်ပြီးတော့ edit လုပ်ပြီးတင်ပေးတယ်ဆိုတော့လည်းသူ့ကိုတကယ်ချစ်တဲ့လူတွေသူ့လက်တံသိသွားလို့ရှိရင်နှမျောတတ်တဲ့စိတ်ဖြစ်လာအောင်ပေါ့နော်အမှုမြန်ချင်းအစ်စ်တယောက်ကငါတို့ဟိုဘယ်လိုပြောနာမည်ကြီးတာက drum တီးတာနာမည်မကြီးပဲနဲ့အဆိုတာနဲ့သိသွားတဲ့သဘောပေါ့နော်စင်ပေါ်မှာအဲ့ဒါလေးတခုကျွန်တော်တို့ကသူဒီတကယ်တော်တဲ့ drummer တယောက်ဆိုတော့တော့ကျွန်တော်က highlight လုပ်ပါတယ်ညွှန်းဆိုပါတယ်နှမျောလဲနှမျောပါတယ်ကွယ်လွန်သွားတဲ့အတွက်လည်းစိတ်မကောင်းဖြစ်ရပါတယ်လို့ပြောချင်ပါတယ် မြမစင်တို့ဒီည7နာရီရှိပါပြီ။ကိုရိုနာကြတော့လေဟိုငယ်ပဲမဲ့လေအကိုတို့အမြဲတမ်းခစ်ပေါ်မျိုးစစ်တွေကလေးကနားထောင်နေခါကျတော့အကိုတို့အမြဲတမ်းဟိုဟိုခစ်ရဲ့ ရေးစီးကြောင်းထဲမှာအကောမလိုက်ချင်ဘူးအကိုဆွဲခေါ်တယ်သူကအာဦးနိုင်တော့နိုင်ငံသားမှာဘယ်ဝိုင်းကဘယ်လိုတီးနေပြီဘယ်ပလေယာတော့ဘယ်လိုတီးတယ်ဦးနိုင်တော့က drop game မှာပဲနေခဲ့တယ်ပေါ့နော်ဦးကဇမီရှိင်းနဲ့ပဲကြိုက်တာလေကျွန်တော်ကသူကမဟုတ်ဘူးဦးနိုင်တော့ limbic ကကဘယ်လိုတီးတာ stain ကဘယ်လိုတီးတာကောင်းကဘယ်လိုတီးတာ linking back ကဘယ်လိုတီးတာဆိုတော့သူက kick ကဂီတာသမားနဲ့ဦးပြန်မိတ်ဆက်ပေးတာပေါ့နော်ဆိုတော့သူ့ခြေစူးတွေလည်းဦးအများကျွန်တော်မှအများကျန်းရှိပါတယ်ကျွန်တော်တို့ကဂီတာပဲတီးချင်တာ channel fashion တွေလည်းမသိဘူး style တွေလည်းမသိဘူး kick ကိုလည်းမသိဘူးပေါ့နော်သူက ဟိုကိုယ့်ကိုချစ်တဲ့စိတ်နဲ့ကိုယ့်ကိုပြုပြင်ပြောင်းလဲပေးတာခလေးပဲမယ်လေကိုယ့်အများကြီးလမ်းပြသွားတဲ့ခလေးလို့တော့ကျွန်တော်တင်စားခြင်းပါလေကျွန်တော်အပေါ်မှာအများကြီးဟိုကူညီခဲ့တဲ့ခလေးလို့ကျွန်တော်ပြောခြင်းပါလေဒီတော့ကျွန်တော်တားတယောက်လို့ညီတယောက်လို့ပါပဲသူကကျွန်တော်နဲ့အမြဲတမ်းလက်ပွန်းတတိအပေါ်တဲ့အောက်ထက်နေနေတဲ့ခါကျတော့သူဆင်းလာပြီးကျွန်တော်နဲ့အမြဲတမ်းနေဟိုသူ့အိမ်ပေါ့နော်အမှန်တရားကသူ့အိမ်ဆိုသူ့အိမ်မှာကျွန်တော်အမြဲတမ်းသွားတီးနေတဲ့ခါကျတော့သူ့အိမ်ရင်လာလေတဲ့နေနေလည်းမဟုတ်ဘူးတော်ရကကျွန်တော်အိမ်လေးဖြစ်နေတော့မိသားစုလိုညီအကို လို့တူလို့အဲ့လိုသွားကြရပါစိတ်ဆိုးကြတာလည်းမရှိပါဘူးကျင်တော်နဲ့ကျွန်တော်ဘုံကဘယ်တော့မှစိတ်မဆိုးဘူး तू ကလည်းလူတစ်ပတ်သားကိုဘယ်တော့မှဒုက္ခမပေးတဲ့ကလေးပါဟုတ်တယ်အရန်အေးပါတယ်ပဲလိမ်ပါပါတယ်ကျင်တော်နဲ့ပတ်သက်ပြီးကျွန်တော်အဲ့ဒါတော့မှတ်တရပြောချင်ပါတယ်